တရင်ပေးသမျှလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်လက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရခံအပ်ပါရခင်ဗျာအခုတကပထမအဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကံကြီးတောင်ကျုံရဲ့ခြေဝါမှာနေထိုင်တဲ့ကိုစန်းထုတ်ကိုအုတ်ချုပ်ရီမှုအဖွဲကစစ်မှုတန်းစင်ခေါ်စာနဲ့ငွေငယ်တောင်းခံတာကြောင့် ဂျိုးဆွဲချတက်တည်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ AR တိုင်းကန်ကြီးထောင်မျိုးနဲ့ဂျုံရဲ့ဂျေးဝါမှာနေထိုင်တဲ့ကိုစန်းထုတ်ကိုအုပ်ချုပ်ရေးမှူးအဖွဲ့ကစမှုတန်စင်ခေါ်စာနဲ့ငွေငယ်တောင်းခံတာကြောင့်ဂျိုးဆွဲချတက်တည်သွားတယ်လို့ဒေသနဲ့ပြည်သူတွေကပြောပါတယ်။ပြည်ကရနဝေမာလာ၃ရက်နေ့မှာကျုံရဲ့ဂျေးဝါအချမ်းပတ်စတက်လောက်ကန်အုပ်ချုပ်ရေးမှုကျော်မင်းထွန်းရာယီမှုဝဲနိုင်တို့အဖွဲ့ကဂျေးဝါတို့မှနေထိုင်တဲ့ကိုစန်းထွတ်ကိုစမှုတန်စင်ခေါ်စာပေးပို့ခဲ့ကြတယ်။ ဒါပြင်စမှုမထမ်းလို့ပါကငွေကျပ်နှစ်သိန်းခွဲပေးရန်အကြံပေးစက်တက်လောက်ကအုပ်ချုပ်ရေးမှုနဲ့အပေါင်းပါတွေကငွေညင်းမှုတွေပါလှုပ်ဆောင်ကြတာဖြစ်တယ်လို့သိရပါတယ်။ထို့သောငွေညင်းမှုလှုပ်ဆောင်ခြင်းကြောင့်နိုဝင်ဘာလ9ရက်နေ့မှာကိုစံထောဟာဂျုံရက်နဲ့မြင်ကစိတ်ဆက်သွယ်ရေးလမ်းမှာဂျိုးဆွဲကြတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းတည်ဆုံးသွားတဲ့ကိုစံထွတ်မှာဇနီးနဲ့အတူအသက်ရှင်နေတဲ့အတန်းနဲ့ရွယ်တမင်းငယ်နဲ့ဦးကျန်ရခဲ့တယ်လို့သိရပါတယ်။ထို့သောစစ်မှုထမ်းဆက်ကော့ခြင်းနဲ့ငွေညှိခံရခြင်းကြောင့်အခုလိုကိုစံတော့ဂျိုးဆွဲချတည်ဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို အချမ်းဘတ်စတက်လောက်ကအုတ်ချုပ်ရမှုကြော်မင်းထွန်းရာရင်မှုဝင်းနိုင်စတက်တောက်တိုင်နမောနဲ့တမ်းမီတို့ကရကွက်အတွင်မှာကိုစန်းတော်ဟာအကျွေးရှိလို့တက်တည်တယ်လို့ကောလာဟာလာတွေဖြန့်ဝေနေကြောင်းသိရပါလိမ့်။ဒါပြင်ကိုစန်းတော်ရဲ့မိသားစုဝင်များကိုလည်းတေဆုံးတဲ့အကြောင်းရင်းကိုမတော်တဆဖြည့်ရချောင်းတေဆုံးတယ်လို့သာပြောဆိုရတဲ့ရုပ်လောင်းကိုချက်ချင်းတကြိုရန်အုတ်ချုပ်ရမှုကြော်မင်းထွန်းကပြရားပေးချင်းချောင်းနေတယ်လို့သိရပါလိမ့်။အခုကိုစန်းတော်တေဆုံးမှုကိုအုတ်ချုပ်ရမှုကြော်မင်းတော်ဦးဆောင်တဲ့အဖွဲ့က မတော်တဆကြောင်တေးတာအကျွေးတွေရှိလို့တတ်တေတာဆိုပြီးရဲရွာထဲမှာဂေါလာဟာလာတွေလိုက်ပြောပြီးတော့တရင်လွင်နေတာသူတို့စမှုတန်းကြီးဖီအားပေးတောင်းခံလို့ဂျိုးဆွဲချတေဆုံးနာကိုလျှော့ဝတ်ထားတယ်အခုလဲမိသားစုကို မတော်တဆဖြစ်လို့တေးတာပါဆိုပြီးပြောဖို့နဲ့အလောင်းကိုချက်ချင်းတချိုးဖို့ဖီအားပေးလုံဆောင်ခိုင်းနေတယ်လို့ဒီသားနေပြည်သူတအူးကပြောပြပါတယ်နောက်တစ်တမန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့အကြံပတ်အာနာရှင်မင်းအောင်လိုင်ကိုလက်နက်ကင်တိုက်ဖြိုချအမြင့်ပြတ်မှတိုင်းပြည်ဒီဆောင်နေမှာဖြစ်ပြီး တပွဲတည်းနဲ့လုံလို့မရဘူးလို့ဒေနလီဘိုလ်ချုပ်တာဖုံးကျော်ပြောတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အချမ်းပတ်ဆေးရနာရှင်မင်းအောင်လိုင်ကိုလန်နက်ကင်တိုက်ဖြုတ်ချအမြင့်ပြတ်မှဒိုင်းပြည်တည်ဆောင်းနိုင်မှာဖြစ်ပြီးတပွဲတည်းနဲ့လုံလို့မရဘူးလို့တောင်းတင်နလီဘိုလ်ချုပ်တာဖုံးကျော်ကပြောပါလိမ့်။ပြီးခဲ့တဲ့အော်တိုဘာလမှာထုတ်ဝေတဲ့ဒေနလီသတင်းနဲ့ပြန်ကြားရေးဌာနရဲ့စာဆောင်တွင်းမှာဒီရနလီမဘိုလ်ချုပ်တာဖုံးကျော်ရဲ့မိန့်ခွန်းကိုဖော်ပြထားပြီးတော့အရိမိန်ကွန်းဟာတအန်းလောအကယ်ဒမီကျောင်းစင်းပွဲမှာပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ တို့ရမှာအစိုးပါចောင်းစင်းပွဲကိုတော့မြေသေးချိန်ကပြုလုပ်ခဲ့တယ်ဆိုတာကိုဖော်ပြထားခြင်းမရှိပါဘူး။အဲ့ထဲမှာဗိုလ်ချုပ်တာဖုံးကျော်ကတစင်တခုဆက်စင်ရေးအတွက်ရလက်ဖြစ်မျိုးများကိုသိမ့်ပိုက်နိုင်ကြအောင်လက်ရှိမင်းအောင်လိုင်ကိုရိုးရိုးဆန္ဒပြယုံနေမြန်မာနိုင်ငံကိုတိဆောက်ရေးနဲ့မင်းအောင်လိုင်ပြုတ်ကြရေးဟာမဖြစ်နိုင်ကြအောင်လက်ရှိမှာမင်းအောင်လိုင်ကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံတာရှိကြအောင်ဒါမှအာနာရှင်အမြဲပြတ်ပြီးမှဒိုင်းပြည်တိဆောက်လို့ရမှာဖြစ်ကြအောင်ပြောဆိုပါလိမ့် ဒါပြင်တစနေကုန် operation ကိုအကောင့်ထဲပေါ်တဲ့ချိန်မှာအခုလိုရာလက်တွေကတမျိုးပြီးတမျိုးသိမ်းနိုင်ခဲ့ပါတယ်။ဒါကြောင့်မို့လို့မင်းအောင်လိုင်ကိုကျွန်တော်တို့ရိုးရိုးစန္ဒာပြယုံနဲ့မင်းအောင်လိုင်ပြုတ်ကြဖို့မြန်မာနိုင်ငံတိဆောက်ဖို့ရိုးရိုးစန္ဒာပြယုံနဲ့တော့လန်သွားမယ်မထင်ပါ။ပြီးတော့တွဲဆုံစိုးနေငင်းချမ်းရီဇွန်ွေပွဲတွေညီလာခံတွေလုပ်ခဲ့တယ်။အခုတော့အားလုံးရှင်းကုန်ပြီ။ဒီကောင်းကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံမယ်ရှိတော့တယ်။ဒါကအားလုံး balance လုံးမှာပဲအာနာရှင်အမြင့်ဖြတ် တိုင်းပြည်တည်ဆောက်လို့ရမယ်ဘယ်ချိန်ထိကြာမလဲကျွန်တော်တို့ပြောမရဘူးမဖြစ်နိုင်ဘူးလားလို့မေးရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်ကြိုးစားမယ်ကျွန်တော်တို့အားထက်မယ်တပွဲတဲ့ဖြစ်အောင်တော့လုံးလို့မရဘူးလို့ဗိုလ်ချုပ်တောက်ဖုံးကျော်ကဆိုပါတယ်လက်ရှိမှာ DNL နေနဲ့ NUG PDM များနဲ့ချိတ်ဆက်အလုံးလုပ်ခဲ့ပြီးຫນွေဦးတော်လန့်ရင်းနဲ့လည်းချိတ်ဆက်ခဲ့ကြအောင်ဒါပြင် DNP DCSO ကဲတို့တော့တောင်း CSO များနဲ့ပူးပေါင်းပြီးတော့ DPCC တောင်းမျိုးသားအတိုင်းအမြန်ကောင်စီကိုလည်းဖွဲ့စည်းခဲ့တယ်လို့၎င်းကဆိုပါတယ် လက်ရှိဆရာနာရှင်မယောင်းလန်ကိုဝိုင်းတိုက်ရင်းနဲ့တဖမ်းမှာလည်းဒိမ့်ပိုက်ထားတဲ့ဒေသတွေမှာအုတ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးများကိုပြင်ဆင်သွားရမှာဖြစ်တယ်လို့လည်း၎င်းကဆိုပါတယ်အခုမယောင်းလန်ကိုကျွန်တော်တို့ဝိုင်းတိုက်ရမယ်ဒါပေမဲ့အဲဒီလိုဝိုင်းတိုက်ဖို့ကြိုးစားတဲ့အချိန်မှာငါတို့ရဲ့ society ငါတို့ရဲ့ဒေသကိုအတန်းနိုင်ဆုံးတော့ justice ready ဖြစ်အောင်ကြိုးစားရမယ်ငါတို့စီမံအုတ်ချုပ်နေတဲ့အုတ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးကအစား အတန်းနိုင်ဆုံးတော့ငါတို့လိုချင်တဲ့ပုံစံဖြစ်အောင်တည်ဆောက်မယ်လို့ဗိုလ်ချုပ်တော်ပုံချော်ကဆိုပါတယ်။ယခုကမှာတော့တရုတ်ရဲ့ဂျာဝင်စစ်ဆတ်မှုနဲ့ယခုလာမယ့်အော်တိုဘလာ29ရက်နေ့မှစတင်ပြီး DNL ကဂျမ်ဘက်စစ်တပ်နဲ့ပြည့်ခတ်ရက်ဆက်လိုက်ပြီးတော့မိုးကုန်းနဲ့မုံမင်းမျိုးတွေကနေပြန်လဲဆုတ်ခွာရန်လဲသဘောတူညီထားပြီးဖြစ်ပါလိမ့်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံမှာစေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲအားဝေဖန်တဲ့လူမှုကွန်ရက်ပို့စ်တွေကို line နဲ့ harry ရဲ့ရှင်ဘေးရုံများနဲ့စစ်တပ်ကဖမ်းဆီးနေမှုတွေကို ဂူလာဈေးဝဲမှာတမ်းမကြီးဦးကျော်မုံထုံးအတိပေးတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံမှာလက်ရှိစေအုပ်စုရဲ့တိုးရောင်ရွေးကောက်ပွဲအားဝေဖန်တဲ့လူမှုကွန်ရက် post များကို line နဲ့ hat reaction ပေးရုံများနဲ့စက်တကဖန်ဆင်းနေမှုတွေကိုဂူလာတမကမှာတမ်းမကြီးဦးကျော်မုံထုံးကတင်ပြပြောဆိုပါတယ်။နိုဝင်ဘာလ၄ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာရှိတဲ့ဂူလာတမကဌာနချုပ်မှာပြုလုပ်တဲ့အချိန်၈၀မြောက်ဂူလာတမကထွတ်ထွေးညီလာခံအထူးနိုင်ငံရေးနဲ့ကိုလိုနီနယ်မြေများလုံမြောက်ရေးကော်မတီစည်းဝေးမှာ တမတ်ကြီးကအခုလိုပြောဆိုလိုက်ခြင်းလည်းဖြစ်ပါရင်မြန်မာဂျမ်းဘတ်စေအုပ်စုရဲ့ဒီဂျစ်တယ်အာဏာရှင်စနစ်အားအင်တာနက်ဖြတ်တောက်မှုနဲ့စင်စာဖြတ်တောက်မှုများမှတဆင့်တာမက လက်ရှိအွန်လိုင်းပေါ်မှာလောလတ်စွာထုတ်ပေါ်ပြောဆိုမှုများကိုရာဇဝဲမှုဖြင့်တတ်မှတ်ခါဖိနှိပ်မှုတွေပြုလုပ်နေကြောင်းမကြသေးမီရပိုင်းကပဲအမှုပညာရှင်များရုပ်ရှင်ဒါရိုက်တာများနဲ့ထင်ပေါ်ကြော်ကြားသူများကိုအကြံပေးဆဲဟုစုဂျင်ပါမဲ့တူရောင်ရွက်ောက်ပွဲပေါ်ဝေဖန်တဲ့ post တွေမှာ like တို့မဟုတ် hat reaction များပေးခဲ့ရုံမျှနဲ့ ၎င်းတို့ရဲ့မတရားဖန်ဆီးမှုကိုခံခဲ့ရကြောင်းထို့ကဲ့သို့သောဆိုးဝါးတဲ့ဖိနှိပ်မှုဆင်ဟာဆယာနာရှင်တို့ရဲ့အမှန်တရားကိုလက်ခံနိုင်ခြင်းမရှိတဲ့တင်ငယ်စိမ့်နဲ့ဗီဒိုလူတို့ရဲ့လွန်လပ်စွာ ထုတ်ပေါ်ပြောဆိုမှုအလုံးကိုစိတ်ပေါ်တွတ်တူတူကဲ့သို့ပင်လိုက်လံပိတ်ပင်ထိန်းချုပ်ခြင်းကိုတိတာမြင်သာစေတယ်လို့ဓမ္မကြီးဦးကျော်မိုးထွန်းကရှင်းပြပါတယ်။လက်ရှိမြန်မာနိုင်ငံမှာတရားမဝင်အာဏာသိမ်းခြင်းကစလို့ဂျမ်ဘတ်ဆဲဟုစုဟာ၎င်းတို့အားစမ်းကျင်တံများကိုဖိနှိပ်ရန်နဲ့ နိုင်ငံတွင်းမှာရှိတဲ့သတင်းချက်လက်များကို၎င်းတို့ရဲ့အကျိုးအတွက်လိမ့်လည်ရန်စတော့ရည်နေပညာနဲ့သတင်းချက်လက်များကိုစနစ်တကျလန်နက်တပွဲအုံပြုလျက်ရှိကြောင်းမြန်မာနိုင်ငံကကမ္ဘာပေါ်မှာသတင်းမီဒီယာသမားများကိုအများဆုံးမတရားဖန်ဆီးမှုအဆိုးဆုံးသောနိုင်ငံများအနက်တနိုင်ငံဖြစ်လာခဲ့တယ်လို့သတ်မှတ်ချက်ကပြောပါတယ်လောလတ်သောမီဒီယာများအနေနဲ့နိုင်ငံပြင်ပသို့ထွက်ပြေးတင်းရှောင်းရခြင်းဒုံမဟုတ်လုံးဝရန်နာပိတ်သိမ်းခြင်းတို့ကိုဆောင်ရွက်ခဲ့ရပြီးတော့နိုင်ငံတော်မှာဆက်လက်လောက်ကိုင်းနေတဲ့မီဒီယာများအားလည်း အကျံဘတ်ဆဲဟုစုရဲ့တင်းကျပ်တဲ့ထိန်ချုပ်မှုအောက်မှာအကျံဘတ်ဆဲဟုစုကသဘောမတူတဲ့မြေတီစကလုံးအုံလုံးဝေါ်ဟာရာကိုမစိုးအုံပြုတ်ခြင်းမပြုတ်ရန်တားမြစ်ခံထားရကြောင်းအကျံဘတ်ဆဲဟုစုဟာ Facebook နဲ့ Telegram ကဲသို့သောပလက်ဖောင်းများကိုစောင့်ကြည့်ချိန်ချောက်ရေးကရိယာများဖြင့်ပြောင်းလဲအုံပြုတ်ပါအုံပြုတ်သူများကိုစောင့်ကြည့်ခြင်းဓာတ်ကြွလှုပ်ရှားသူများကိုခြေရာခံခြင်းနဲ့၎င်းတို့ရဲ့ရာဇဝဲမှုတွေကိုလိန်ညာဖုံးပြရန် ဒီမိုကရေစီခုခံတော်လှန်မှုတွေကိုပြတ်ပြားစေရန်တရဲမှဖျန်းဝေရေးပူပေါင်းဆောင်ရွက်လှုပ်ရှားမှုတွေကိုပြုလုပ်လျက်ရှိတယ်လို့ဆိုပါတယ်။ဒါပြင်လောလတ်စွာထုတ်ပေါ်ပြောဆိုနိုင်မှုပြတ်တုံးနေခြင်းတရင်ချက်လက်စစ်စဲမှုများဆိုးဝါးစွာကန့်တတ်ထားခြင်းအချိန်ထဲများကြောက်ရွံ့စွာပြည်သူများနေထိုင်နေရခြင်းစားတဲ့ချက်တွေဟာဆဲအုပ်စုပြုလုပ်ရန်စီစဉ်နေတဲ့တူးရောင်ရွေးကောက်ပွဲဟာတရားမျှတမှုလောလတ်မှုလုံးဝရှိမှမဟုတ်တာကိုဖော်ပြနေတဲ့များစွာသောအရေးကြီးတဲ့အချက်များတွေကချက်တချို့ပင်ဖြစ်ကြောင်း လက်ရှိကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံများနဲ့နိုင်ငံတကာအသိုက်အဝန်းအားမြန်မာနိုင်ငံမှာရှိတဲ့သတင်းချက်လက်ဖိနှိပ်မှုရဲ့ရင်ခန့်အကြောင်းတရားများကိုကိုင်းတွယ်ဖြစ်ရှင်းရန်ဂျိုလုံးသူများအားတာဝန်ခံစေရန်နဲ့အကြံပတ်ဆဲအုပ်စုရဲ့တူးယောင်လိန်လေရွေးကောက်ပွဲကိုပယ်ချရန်ဦးချုပ်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။အလားတူနိုင်ငံတကာအနေနဲ့ဆရာနာဒိမ်မှုနဲ့ဆရာနာရှင်စနစ်ကိုဆုံးသက်ရေးနိုင်ငံသားတိုင်းကြောက်ရွံ့မှုကင်းစွာပြောဆို권ရေးသားခွင့်နဲ့ဆက်သွယ်ခွင့်ရှိတယ်။ Federal Democracy ပြည်တော်စုတရက်ကိုတိဆောက်ရန် အာတိတပြင်ပြစွာဆောင်ရွက်နေကြတဲ့မြန်မာပြည်သူများနဲ့အတူရည်တည်ဆောင်ရွက်ပေးပါရန်တမ္မကြီးဦးကျော်မိုးတွန်းကစီဝေးမှာတောင်းဆိုခဲ့ပါလိမ့်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဗမော်ခါလိုက်ရ၄၀ခုတက်ရည်အနည်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးကြပါလိမ့်။လက်ရှိကချင်ပြည်နယ်ဗမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စကားဆားတို့တိုက်ပွဲတွေဆက်ပြစ်နေပြီးဒီကနေ့နိုဝင်ဘာလ6ရက်နေ့မှာစကားဆားရဲ့ခါလိုက်ရ၄၀ခုတက်ရင်ပတ်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါလိမ့်။ လက်ရှိကချင်ဒေသရဲ့လက်တလောစရေးအခြေအနေတွေကိုမေးမြန်းရမှာအစိုးရသတင်းရင်းမြစ်ကခုလိုပြောပြတာဖြစ်ပါတယ်။အခုဝိုင်းမော့ဘက်ကငြိမ်းနေတယ်။ဒီနေ့ဗမော်ဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်။လေစားကွန်တရင်ဘက်ကိုတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကချင်စရေးသတင်းရင်းမြစ်ကပြောပါတယ်။ယခုခါလာရလေစားကွန်တရင်အနီးကတိုက်ပွဲတွေဟာ KIA ကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့လည်းသူကပြောပါတယ်။အခုဗမော်ဘက်မှာတိုက်ပွဲတွေနေတိုင်းရှိပါတယ်။သူတို့ထိုးလိုက်ငါတို့ပြန်ထိုးလိုက်ပဲ။ လွန်ခဲ့တဲ့၃ရက်အတွင်းမှာနေရာနှစ်ခုပြန်ရထားတယ်လို့အဲ့ဒီကချင်းစရဲ့သတင်းရင်းမြစ်ကစကားစတဆောရနေရာတချို့ပြန်လဲတင်ပိုင်းနိုင်တဲ့အခြေအနေကိုပြောပြပါတယ်။ဒါပြင်ဗမော်ဒေတာစရဲ့ခြေအနေကိုမေးမြန်းဖို့ GI ရဲ့သတင်းနည်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးစိကိုဆက်သွယ်ထားဆဲဖြစ်ပါတယ်။ဒါပြင် စကားစနဲ့ GI ဟာကချင်းပြည်နယ်ခေါင်းလန်ဖူပတ်မှာလည်းတိုက်ပွဲတွေရှိနေပြီးတော့ယခုအော်တိုဘားလာတွင်ခေါင်းလန်ဖူတေတာကစကားစတက်တဲ့ပြည်သူစစ်စခန်း၄ခုကို GI ကသိမ်းပိုက်ထားပါတယ်။ ဒါပြင်တိုက်ပွဲတွေနှစ်ဝက်နီးပါးကြာဖြစ်ပွားနေတဲ့ဖားကန်ဒေသကိုလည်းအကြမ်းဖက်ဆာခါဆာတပ်ကစီးရင်အားတွေဖြစ်တင်းနေတယ်လို့ကြားသတင်းရင်းမြစ်တအူးကပြောပါတယ်။အခုဖားကန်ကိုစစ်တပ်ကစီးရင်အားတွေပို့နေလို့ဖားကန်လန်မရန်ကတောင်ဂိတ်ကိုဒီမနက်ပိုင်းစစ်တပ်ကပိတ်ထားတယ်လို့သတင်းရတယ်လို့အစိုးရကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။လက်ရှိမှာဒေသစစ်ရေးခြေနေတွေကိုထပ်မံတည်ရှိနိုင်ဖို့တခြားသတင်းရင်းမြစ်များကိုလည်းဆက်လက်စုံစမ်းနေလည်းဖြစ်ပါတယ်။နောက်ပြီးတစ်ဖက်မှာလည်းဆာခါဆာဝါဒဖြန့်သူတို့ချို့နဲ့ အကြံဖက်စကားဆအပိမီဒီယာတချို့မှာ KIO KIA နဲ့စကားဆတို့တွဲဆုံဆွေးနွေးဖို့ပြင်ဆင်နေတယ်လို့ဝါဒဖြန့်မှုတွေစတိုက်ပြုလုပ်လျက်ရှိနေပါတယ်။ဒါမှမဟုတ်ကချင်စရေးတရင်ရေးမြစ်တခုကတော့အကြံဖက်စကားဆနဲ့ KIA တွဲဆုံဖို့မရှိသေးဘူးလို့ဆိုပါတယ်။ဒီလိုစတက်ကဝါဒဖြန့်နေရတဲ့ပတ်သက်ပြီးမေးမြန်းဖို့အတွက်ဘုံမူချင်းနောက်ဘူးစီကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့တောင်သားမျိုးဝင်စစေးရေးကိတ်ဒုံခွေးကိုတော်လိုင်းရေးတက်တဲ့ကြိုင်နဲ့ထဲဆင်းနေတိုက်ခိုက်ခဲ့ပြီးတော့ ဘန်ကာ၁၁ခုထိတင်ဆိုင်နိုင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းတောင်သားမြို့အဝင်စစ်စေးရေးဂိတ်၃ခဲကိုကြပြိုင်နဲ့ဝင်ရောက်တိုက်ခိုက်ရမှာဇေဟုစုဝင်၃ဦးထပ်မနဲ့တိုက်ဆုံးခဲ့တယ်လို့မြင်းချမ်းခရရဲ့မှတ်သုံးတပ်ရင်းရဲ့တာဝန်ရှိသူကပြောပါလိမ့်။ယမန်နေ့နိုဝင်ဘာလ9ရက်မနက်6:00နာရီခန့်ကတောင်သားမြို့မှာရှိတဲ့ GO Gate ဗိတ္တနိုးတောင်ကိန်းနဲ့စကြမ်းထွက်တန်လန်းစစ်စေးရေးဂိတ်တွေကိုမြင်းချမ်းခရရဲ့မှတ်သုံးတပ်ရင်းကကြပြိုင်နဲ့တဲဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါလိမ့်။တကိန်းနဲ့တကိန်းကတော့မနည်းဘူးဗျ။ စကြာထွက်အတန်လန်းဂိတ်ဆိုတာကတောင်တာမြို့ရဲ့အနောက်ဘက်အထွက်ကိပါမကြီးရိုးဂိတ်ကတောင်တာမြို့ရဲ့အရှေ့ဘက်အထွက်ကိပါတောင်တာမြို့မကြီးရိုးဂိတ်ရဲ့ တောင်ဘက်ကတောင်ပေါ်လို့မြင်ချမ်းခရရဲ့မှတ်သုံးတက်ရင်တော်ဝင်ရှိသူကပြောပါလိမ့်မကြီးရိုးဂိတ်မှာရှိတဲ့ဆဲဥစုဝင်တွေထွက်ပြေးပြီးတော့ဘန်ကာများတွင်းကနေစကားစားတဖွဲ့ဝင်၃ဦးရဲ့လောင်းတွေကိုတွေးရပြီးအဲ့ဒီဘန်ကာတွေကိုမီရှိုးခဲ့တယ်လို့တော်ဝင်ရှိသူကပြောပါလိမ့်ဒါပြင်ဗေဒန်တော်တောင်ပေါ်မှာရှိတဲ့ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရမှာလဲအချမ်းဘက်ဆဲဥစုဝင်များထွက်ပြေးသွားခဲ့ပြီးတော့ ဘဏ်က12ခုတည်းကဘဏ်က17ခုအထိတင်ဆက်နိုင်ခဲ့ကြောင်းဒါပြင်စကြံအထွက်တန်လန်းကိတ်ကတော့အပြန်အလှန်ဖြစ်ခတ်ပြီးမသိမ်းနိုင်ခဲ့ပေမဲ့အချမ်းဘတ်ဆေးဟုဆုဝင်တွေထွက်ပြေးသွားတယ်လို့မြင်ချမ်းခရရဲ့မတုံးတက်ရင်ကထုတ်ပြန်ပါတယ်အဆိုပါတိုက်ပွဲတော့မှာမြင်ချမ်းခရရဲ့မတုံးတက်ရင်ရဲ့ရဲဘော့တအူခြေထီးမှန်ပြီးမစိုးရင်ရဘူးလို့လည်းသိရပါတယ်မကြီးဟိုခေကတော့ဝင်ရောက်တင်ဆက်တဲ့ချိန်မှာသူတို့ပြစ်တဲ့ချိန်မရလိုက်ပဲသူတို့ကပြေးကြတယ်နောက်ပြီးအနောက်ဘက်ခေကတော့အရှိတ်ဘက်ကတနတ်တန်ကြတော့ဘန်ကားတွေကိုဝင်ချိန်ရပြီးတော့ ဟိုဘက်ဒီဘက်ပြက်ခတ်မှုတွေဖြစ်ပြီးတော့အနောက်ဘက်စကြံတန်လန်းခိတ်ကတော့မတင်းလိုက်နိုင်ဘူး။မကြီးဟိုခိတ်ကတော့အကုန်တင်းလိုက်နိုင်တယ်။တင်းနိုင်ပြီးဘန်ကားတွေမိရှို့ဖြက်စီးတယ်။ဂျာမာတွေဖြုတ်တယ်လို့မြင်ချမ်းခရရဲ့မှတ်သုံးတည်ရင်တာဝန်ရှိသူကပြောပါတယ်။ဆဲလ်ဆိုးဝင်နေတာလက်နက်တွေကိုယူပြီးထွက်ပြေးချလို့လက်နက်တွေကိုတော့မတင်းလိုက်နိုင်ဘူးလို့လည်းသိရပါတယ်။ဒါပြင်ကာကွယ်ရဲဘော်တွေအနေနဲ့ဘန်ကားတွေကိုထိန်းထားနိုင်ခဲ့ပေမဲ့အကြမ်းဖက်စခါဆလေးချောင်းကနေတိုက်ခိုက်ပါက တောင်သာမျိုးပေါ်ပြည်သူတွေထိခိုက်မှာစိုးတဲ့အတွက်မိရှို့ပြီးတော့ပြန်ဆုတ်ခဲ့တယ်လို့လည်းသိပေးထားပါတယ်။အိုင်းနောက်ညာရှင်းနိုင်ကြောင်းမှာတော့စကားစတက်ကတောင်သာနဲ့အတွင်းမှာရှိတဲ့ရွှေတံပိုးခြေဝါကိုလေချောင်းကနေတိုက်ခိုက်လို့ပြည်သူတအုပ်တစ်ဆုံးကအိမ်နေပျက်စီးခဲ့တယ်လို့လူထုလှုပ်ရှားမှုကော်မတီတောင်သာကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တင်ကတော့အရင်မူပြီးတော့လူကြားတဲ့မက္ကဆီကိုတမရားကိုနမ်းဖို့စူးစမ်းတဲ့အမျိုးသားအဖမ်းခံရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ မက္ကဆီကိုမှာတမရကိုလူကြားထဲမှာဖတ်ပြီးနန်းဖို့စ조사တဲ့အမျိုးသားတို့ကိုဖမ်းခံခဲ့ရပါတယ်။သူကိုဖမ်းဆီးဖို့မက္ကဆီကိုတမရကလော်ဒီယာရှိန်ဘွန်းကိုတိုင်ကအမှုပွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၄ရက်နေ့တုန်းကရှိန်ဘွန်းဟာမက္ကဆီကိုစီးတီးမှာရှိတဲ့တမရနန်းတော်နားမှာထောက်ခံသူတွေနဲ့တွဲဆုံနေချိန်အရိမျိုးသားကအနောက်ကနေချဉ်ကပ်လာပြီးတော့သူ့ရဲ့လယ်ဘင်းသားကိုနန်းဖို့လူကိုလည်းတိုင်းပြီးဖတ်ဖို့စ조사ခဲ့ပါတယ်။ပြီးတော့သူ့ရဲ့လက်ကလည်းရှိန်ဘွန်းရဲ့ရင်ပန်းနဲ့ထီးလို့နှီးပါဖြစ်ခဲ့တာကို ဗီဒီယိုထဲမှာတွေ့ခဲ့ရပါတယ်။ဒါကိုရှိန်ဘုံရဲ့ဝန်ထမ်းတွေကကြားဝင်ပြီးအယံမုန်းနေရရှိတဲ့အမျိုးသားကိုတခြားတစ်နေရာစီဆွဲခေါ်သွားခဲ့ရပါတယ်။ဒါမှမဟုတ်အဲဒီကရှိန်ဘုံဟာအပြုံးမပြတ်ခဲ့ပေမဲ့ထိတ်လန့်သွားခဲ့တာကတော့မြင်သာပါတယ်။အဲနောက်ယမန်နေ့နိုဝင်ဘာလ9ရက်နေ့မှာတော့ဓမ္မရာကအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့လိန်ပိုင်းဆိုင်ရာစော်ကားမှုစွဆွဲချက်နဲ့ရဲတိုက်ခဲ့ပြီးအဲ့ဒီအမျိုးသားလည်းဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ပထမတော့သူဟာဒီကိစ္စကိုအမှုပွင့်ဖို့အစီအစဉ်မရှိခဲ့ပေမဲ့ ဲ့ဒီအမျိုးသားကနောက်ထပ်အမျိုးသမီးတချို့ကိုလည်းအလားတူအနောက်ဆက်ပေးနေကြတယ်ဆိုတာကြားသိပြီးတဲ့နောက်သူ့ရဲ့ဆုံးဖြတ်ချက် ပြောင်းလဲသွားတာဖြစ်တယ်လို့မက္ကဆီကိုရဲ့ပထမဆုံးအမျိုးသမီးတမရာဖြစ်လာတဲ့အသက်63နှစ်အရွယ်ရှိန်ဘုန်းကပြောပါတယ်။သူ့ရဲ့ခံယူချက်ကရိုးရှင်းကြောင်းဒီလိုလူမျိုးကိုမတိုင်ကြားရင်နောက်ထပ်မက္ကဆီကိုအမျိုးသမီးတွေဘာတွေဆက်ကြုံရမလဲဆိုတာတွေးမိကြောင်းနောက်ပြီးတမရာကိုတောင်ဒါမျိုးလုပ်တဲ့လူသားတွေဟာတနိုင်ငံလုံးကတခြားအမျိုးသမီးတွေကိုလည်းလက်ဆော့မှတေးကြတယ်လို့ရှိန်ဘုန်းကဆိုပါတယ်။ ဒါပြင်အစိုးရကဒီဖြစ်စဉ်ကိုပြန်လဲဆန်းစစ်နေပြီးအလားတူဂျိုးလို့မှုတွေကိုမက္ကဆီကိုရဲ့ပြည်နယ်တိုင်းမှာရာဇဝဲမှုဖြစ်တတ်မှတ်ရေးဇီးယုံလှုပ်ရှားသွားမှာဖြစ်တယ်လို့လည်းသူကပြောကြားတော့ပါတယ်မက္ကဆီကိုမှာတော့ပြည်နယ်32ခုမှာရာဇဝဲချောင်းဆိုင်ရာဥပဒေတွေကပြည်နယ်အလိုက်ခွဲပြားတဲ့တတ်မှတ်ချက်တွေနဲ့ကျင့်သုံးပြီးတော့အခုလိုအနောက်ရှက်ပေးမှုကိုပြည်နယ်တိုင်းမှာရာဇဝဲမှုလို့တတ်မှတ်ထားတာတော့မရှိပါဘူးနောက်ထပ်အမျိုးသမီးတွေကိုပါအနောက်ရှက်ပေးနေတယ်လို့သိသွားပြီး တရားမစွဲခင်တုန်းကအထိရှင်ဘုန်းဟာအဲ့ဒီမျိုးသားကိုရင်းရင်ကျေးကျေးတုံးပြန်ပြီးဓာတ်ပုံတူတွဲရဖို့လဲသဘောတူခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမျိုးသားဟာအရင်မိုးနေတာကိုတော့သူတတိထားမိကြောင်းတခြားမိုးရဲ့စိတ်တမျိုးမျိုးတုံးထားသလားဆိုတာကိုတော့မပြောတတ်ကြောင်းဗီဒီယိုတွေပြန်ကြည့်တော့မှဘာတွေဖြစ်ခဲ့လဲဆိုတာကိုတေချာသဘောပေါက်ခဲ့တယ်လို့ရှင်ဘုန်းကနောက်တနေ့မနက်သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။မက္ဆီကိုစစ်တီမှာတော့လိမ်မိုင်းဆိုင်ရာနောက်ဆက်ပေးမှုစစွဲချက်တွေဟာရာဇဝဲမှုမြောက်ပြီးအမျိုးသားလဲအဖမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီဖျက်ကိုအကြောင်းပြုပြီးတော့တမရိုင်းရဲ့အနီးကပ်လုံးကျုံရေးတွေလည်းကြီးကျယ်ဝေဖန်ခံခဲ့ရပါတယ်။ဒါပြင်ကုလသမဂ္ဂရဲ့လိန်ခွဲခြားမှုစန့်ကျင်ရေးအစိုးဖွဲ့တစ်ခုဖြစ်တဲ့ UN Women ရဲ့အဆိုအရမက္ကဆီကိုမှာ15နှစ်ထက်အမျိုးသမီးအားလုံးရဲ့80%ရာခိုင်နှုန်းဟာဘဝမှာလိမ်မိုင်းဆိုင်ရာမဖွဲမရနောက်ဆက်ပေးမှုအ ਨੇ ဆုံးတစ်ကြိမ်ကြုံမှုတယ်လို့လည်းသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့စရောင်မျိုးမှထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှု စတားဆယ်ဦးတည်ဆုံပြီးတနနလနဲ့ခဲရမ်းများတင်းဆက်ရရှိတဲ့တရင်ကိုတင်ဆက်ပေးချင်ပါရင်စကိုင်းတိုင်းစားတော်မျိုးကနေထွက်ခွာလာတဲ့အချမ်းဘတ်စစ်တပ်စစ်ကြောင်းကိုဂျားပြတ်တိုက်ခိုက်ရမှာအချမ်းဘတ်စစ်သားဆယ်ဦးတည်ဆုံပြီးတော့လန်နန်လန်နဲ့ခဲရမ်းများတင်းဆက်ရရှိခဲ့တယ်လို့ဗိုလ်ချားရိုင်းပြည်သူကားဝေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါရင်ပြီးခဲ့တဲ့အော်တိုဘားလ20ရက်နေ့မနက်7:00နာရီခန့်မှာစရောင်မျိုးမှထွက်လာတဲ့အင်အား100ခန်းပါတဲ့စက်တက်စကြောင်ကိုတော်လိုင်းတပ်ဖွဲ့များကလမ်းမိုင်းတနေရာရောက်မှဂျားပြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုတော်မှာအချမ်းမဲ့စက်တပ်ကဆယ်ဦးတေဆုံးပြီး MA1 အမျိုးအစားတနက်နှစ်လက် RPG အဖိုးနဲ့40မမဘုံသီးတွေတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒါစရောင်မျိုးကနေထွက်လာတဲ့အင်အားတရာဝင်းကျင်ပါတဲ့စကွေးစစ်ကြောင်းကိုဒေါ်လန်ရီတပ်ဖွဲ့တွေကလမ်းမိုင်းတနေရာမှာစောင်းကြိုကြားပြတ်တိုက်ခိုက်တာပါ။အဲ့ဒီမှာစကွေးဆက်ကောင်တေးပြီးတော့လက်နက်တွေလည်းတင်ဆက်ရရှိပါတယ်လို့ဘူဂျာရိုင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘူဂျာရိုင်းပြည်သူကာကွယ်ရေးဖွဲ့ရွှေဘိုခရိုင်ပြည်သူကာကွယ်ရေးဖွဲ့ မြေပြင်လှုပ်ရှားအဖွဲ့ဝက်လက်နယ်သခိုင်းနဲ့မှနေကမာမိတ်ညီနောင်များပူးပေါင်းလှုပ်ဆောင်ကြတာဖြစ်ပြီးတော့ရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဆက်လက်ပြီးလည်းပြည်သူများကိုဒုက္ခအမျိုးမျိုးပေးနေတဲ့စစ်သားရဲပြူစောတီးနဲ့စစ်တပ်တောက်တိုက်များကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းဗိုလ်ချိုင်းရင်ပြည်သူကားဝေးရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောပြပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ပေါင်မျိုးနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကနေထွက်ပြေးလာတဲ့စစ်သားနှုတ်ကို လက်နက်ခဲယမ်းများနဲ့အတူရှင်ဖမ်းမိခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မကွေတိုင်းပေါင်းမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကနေထွက်ပြေးလာတဲ့စစ်သား၂ဦးကိုလက်နက်ခဲယမ်းများနဲ့အတူရှင်ဖမ်းမိခဲ့တယ်လို့ပေါင်းမြို့နယ်ပြည်သူ့ကောက်ဝေးရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့မှာစတင်ပြီးတော့အကြမ်းမဲ့စစ်တပ်ရဲ့ကပ္ပဆာ22ကနေထွက်လာတဲ့ဓမ္မ69လက်အောက်ခံတရင်တရကိုတရင်ဆက်လေးပူပေါင်းထားတဲ့အင်အား300ကျော်ပါတဲ့စစ်ကြောင်းဟာ ောင်မျိုးနယ်အတွင်းမှာရှိတဲ့ဂျေဟွာများကိုစစ်ကြောင်းထိုးဝင်ရောက်စီးနှင်းနေတာဖြစ်တယ်လို့သိရပါတယ်။အဆိုပါစက်တက်စစ်ကြောင်းမှထွက်ပြေးလာတယ်။ကာမယာ၁၀၉တပ်ရဲမှစစ်သား၁ဦးနဲ့ကာမယာ၄၁ကိုတပ်ရဲမှစစ်သား၁ဦးတို့ကိုပေါင်မျိုးနယ်ပြည်သူ့ကားဝေးရဲ့ဖွဲ့ကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုဖမ်းဆီးရမိတဲ့စစ်သား၂ဦးထံကနေ RPG တလက်၊အဖူလေးဘူး၊ MA4 တလက်၊60မမဘုံ၁၂လုံး၊လက်ဖြစ်ပုံ၂လုံး၊ 5556G တရာတောင်းတဲ့ G3G 19တောင်းတို့ကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ ဒါပြင်ပြီးခဲ့တဲ့အော်တိုဘားလ31ရက်နေ့ကလည်းချက်ကန့်ရွာစာတင်ចောင်းကိုစကြောင်းထိုးဝင်ရောက်လာတဲ့စစ်တပ်ကပြည်သူပိုင်နေအိမ်တွင်းသို့ဝင်ရောက်ခါချက်ခိုးရန်လှုံ့ဆောင်နေတဲ့စစ်သား3ကိုလည်းဒေါ်လန်ရီတပွဲများက MA2 တနက်တလက် MA3 တနက်တလက်နဲ့ကြီးတထောင်ခန့်အပါဝင်ခဲရန်တချို့နဲ့အတူရှင်ဖန်ဆင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးဒါမှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အရာတော်မျိုးပေါ်မှာရှိတဲ့စတက်ရဲ့အမတ်နဲ့ဂိတ်စကန်းကိုဝင်ရောက်တိုက်ခိုက်မှုတွင်စစ်သားအလုံးထွက်ပြေးသွားပြီးလက်နက်ခဲရန်တချို့တင်းဆက်ရရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ စကိုင်းတိုင်းရတော်မျိုးပေါ်မှာရှိတယ်။အကြမ်းမဲ့စစ်တပ်ရဲ့အမှတ်နဲ့ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်သားအလုံးထွက်ပြေးသွားတာကြောင့်ခရင်တချို့တင်းဆဲရရှိခဲ့တယ်လို့တပရင်မျိုးနယ်ပြည်သူ့ကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအူးကပြောပါတယ်။ယမန်နေ့နိုဝင်ဘာလ9ရက်နေ့မနေ့အစောပိုင်းမှာအရတော်မျိုးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမတ်နှစ်ဂိတ်စခန်းကိုဒေါ်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါထိတွေ့တိုက်ပွဲဟာ15မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးဂိတ်စခန်းမှာရှိတဲ့စစ်ခွေးတွေအားလုံးစခန်းဆုံးခွာထွက်ပြေးသွားကြောင်း အိုင်နာဟုဒေါ်လာရင်ပူပေါင်းတပွဲများကဂိတ်စခန်းကိုဝင်ရောက်ရှင်းလင်းရမှာခရရန်တချို့တင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတက္ကသိုလ်တွေမှာအကြမ်းဖက်စစ်တပ်ကထိခိုက်တိုက်ဆုံးမှုအရေးအတွက်ကိုဒီပြောနိုင်ခြင်းမရှိသေးပဲဒေါ်လာရင်ရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးကထိခိုက်ရှိတယ်လို့ပဲသိရသေးတယ်။လော်လောဆယ်တော့တေစည်ရဲမသိရသေးဘူး။အခုရဲတော်မျိုးနဲ့အမတ်နဲ့စစ်ခွေးကိမ်းမှာထိုင်ချတဆွဲထားတဲ့စစ်ခွေးတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါလို့တပည့်ရင်မျိုးနဲ့ပြည်သူ့ကောက်ွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ အဆိုပါတကိုင်းမှုကိုရေတော်မျိုးနယ်ဘက်ကဖောက်တပရင်းမျိုးနယ်ဘက်ကဖောက်နဲ့ကျတဲ့နယ်ပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလို့ဆောင်ကြတာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်းကတော့မန္တလေးမှာတော်လန်ပန်းတကူလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့တင်းကိုတင်ဆက်ပေးကြပါမယ်။မန္တလေးမြို့မှာတပိတ်အင်အားစုကတော်လန်ရဲ့ရဲဘော်တွေကဦးဆောင်ပြီးတစောင်းတိုင်းပန်းတကူလှုပ်ရှားမှုကိုယမနေ့နိုဝင်ဘာလ9ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။အဲဒီမှာတော်လန်ရဲ့ရဲဘော်တွေကတင်းရဲ့မဲနဲ့တရားဝင်လူသက်ခွင့်မပေးနဲ့ဖက်စစ်ရွေးကောက်ခွေးထွားပေါက်မဲမပေးနဲ့ တပိမ့်မောက်စားတဲ့စားသားပါပန်းတကူစာရေးတွေကိုလုံနေအိမ်နေချလမ်းမတွေဖျားဆေးတွေတွေနဲ့ရေစကန်ရှိတွေပါမကြမ်းမြို့နဲ့မှာတော်လန်ရေးတရင်စကားပါတဲ့ပန်းတကူတွေကျဲချခဲ့ပါလိမ့်မန္တလေးသူမန္တလေးသားများရဲ့ယဉ်ကျေးမှုအလူတန်းဖြစ်တဲ့ပန်းတကူပြတဲ့ဓလေးကိုတော်လန်ရေးအသည့်နဲ့ပေါင်းဆက်ပြီးတော့တော်လန်ရေးတရင်စကားနဲ့တကွာပန်းတကူအဖြစ်ဖြစ်ခဲ့တာဖြစ်တယ်လို့တပိမ့်ညာစုတွေကဆိုပါတယ်ဆက်လက်ပြီးထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဘုံရန်သူကိုရှင်လင်းစွာကြည့်ဖို့ညင်ညွတ်တဲ့အင်အားတိဆောက်ဖို့ အန်ယူဂျီယာယီတမရထမှန်တိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိဒေါ်လန်ရာစီလုံးညင်ညုံမှုအားနဲ့ပြည်သူအားကိုမြဲမြစွာစောက်ကင်ထားရမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီယာယီတမရဒိုဝါလက်ရှိလာကထပ်လောင်းနှိုးဆော်လိုက်ပါတယ်။ပြည်သူခုခံဒေါ်လန်စစ်ကြီးညာခြင်းနှစ်နှစ်ပြည့်နိုင်ငံတော်ခြေပြုမိန်ကုံးမှကောင်းနှုတ်ချက်ကိုယာယီတမရရဲ့ Facebook စာမျက်နှာကနေယမန်နေ့နိုဝင်ဘာလ9ရက်နေ့ညပိုင်းမှာခုလိုထပ်မံတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ဇယနာရှင်စနစ်ကိုအပီးတိုင်တိုက်ထုတ်ဖို့ဆိုရင် အခုကျွန်တော်တို့ကြားမှာကွယ်လွဲနေတဲ့သဘောထားအမြင်တွေရှိလာရင်လည်းဒါကိုအသေးမက်ပြုတ်ပြီးတော့စုစည်းညင်ညွတ်တဲ့အင်အားကိုလက်တွဲတည်ဆောက်ရပါလိမ့်မယ်။ဘုံရန်သူကိုရှင်းလင်းပြတ်သားစွာကြီးမြင့်ရပါလိမ့်မယ်လို့ယာယီသမရကဆိုပါလိမ့်။လက်ရှိဒေါ်လန်ကြီးဟာပြည်သူကြားကပေါက်ဖွားလာတဲ့ဒေါ်လန်ကြီးဖြစ်တာကြောင့်ဒီဒေါ်လန်ကြီးဟာပြည်သူလူထုနဲ့ဝေးကွာမသွားစေရည်အမြဲမပြတ်နှလုံးသွင်းထားကြဖို့လိုအပ်တယ်လို့လည်းယာယီသမရကပြောပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့တာဂေတာမှာပန်းတကူကောက်တူတွေရက်ကြည့်နေသူတအူး ဂါတိုက်ခံရပြီးတစ်ဆုံးခဲ့တဲ့တရင်ကိုတက်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့တာကေတာမြို့နယ်မှာပန်းတကူပြည့်တဲ့အဖွဲကိုရှောင်ရင်းလမ်းဘေးမှာရပ်နေတဲ့အမျိုးသမီးတအုပ်ဂါတိုက်ခံရလို့ကွယ်လွန်သွားတယ်လို့ရှင်တန်ရေးလူမှုကွန်ရီအသင်းကအသိပေးထားပါရစေ။အသက်တချောင်းရဲ့တံပိုးကကြီးပါတယ်။လမ်းမရဲ့အလဲပန်တကူကောင်းနေတဲ့အဖွဲကိုရှောင်ရင်းနဲ့လမ်းဘေးမှာရက်ကြီးနေသူတို့ရင်တိုက်ခံရမှုဖြစ်ပေါ်ပါတယ်။လမ်းကူးသူပဲဖြစ်ဖြစ်ရေမောင်းနေသူပဲဖြစ်ဖြစ်သတိကပ်ကြပါခင်ဗျာလို့ ရှင်တန်ရေးကိုညမှုအတင်ရန်ကုန်ကအခင်းပြေရနေရာကတပုံးနေတဲ့သူထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ9ရက်နေ့ည9:00နာရီဝက်ခတ်မှာတာဂီတာမျိုးနဲ့ရှုခင်းတာလမ်းမကြီးပေါ်မှာအသက်45နှစ်အရွယ်အမျိုးသမီးတဦးကားတိုက်ခံရတာလို့ဆိုပါတယ်။ဇေယုံရောက်ပြီးခဏမှကွဲလွန်သွားခဲ့ပါတယ်။ကုညီဘေးသူများကိုလည်းကျေးဇူးတင်ရပါတယ်လို့ရှင်တန်ရေးလူမှုကုညီရဲ့အတင်းကတိပေးထားပါတယ်။ပြီးခဲ့တဲ့ဒဇာမုံလာပြေးနဲ့လာပြေးကျော်တရက်နေ့ညတွေမှာရန်ကုန်ပါဝဲမြို့အများစုမှာပန်းတကူကောက်တဲ့အနေနဲ့ကားတွေကိုပတ်စံတောင်းကြတာဖြစ်ပါတယ်။ ဒီပြဆိုင်ကြောင်တသောမုံလာပြင်းနေညားကလည်းပြင်မနာမြို့မှာဆိုင်းကဲတိုင်းမှုဂါတိုင်းမှုတွေဖြစ်ခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့ဖြစ်စဉ်တွေရှိခဲ့ပါလိမ့်ဘန်တကုဆိုတဲ့အတိုင်းအရင်ကာလကဘယ်သူမှမသိအောင်ဆုံးဖြတ်ထားတဲ့ပစ္စည်းတွေငွေတွေကိုလိုက်လံရှာဖွေကြတာဖြစ်ပေမဲ့အခုအာနာသိန်းကလာမှာတော့လမတွေပေါ်မှာဂါးတွေကနေပတ်စံကျဲတဲ့အလေးထားဖြစ်လာကြတာဖြစ်ပါလိမ့်ဒီလိုလုံဆောင်မှုတွေကြောင့်အန္တရာယ်များတယ်လို့ဝေဖန်ပြောဆိုမှုတွေရှိပေမဲ့အများစုကတော့ဆက်လက်လုံဆောင်နေကြဆဲဖြစ်ပါလိမ့်ဟုတ်ကဲ့ပါခင်ဗျာ အခုလောဆုံးထိနားဆင်ခဲ့တဲ့သတင်းပေးသားများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါသတင်းဒေါ်လိုင်းရဲ့ဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။